Welcome to Crypto Kopu channel. Our channel is knowledge sharing, crypto and blockchain technology. Let's get started. Okay, hello mingalawa no. Tini ana chuno di description ma pyo ra ka ma di crypto journey ko di crypto key da mo bya no. Ara le ko chuno le ti a o pyo di crypto lo ဘယ်ကနေစပြီးတည်ခဲ့တယ်။ဘာလို့လုပ်ခဲ့လဲဆိုတော့ကိုကိုမတန်လေးလဲတင်ထားခြင်းနဲ့ပြီးတော့ကိုမာခဲ့တာ ड़ी နော်မှန်ခဲ့တာ ड़ी ကိုနောက်လူတွေကိုလဲဒီပြောပြခြင်းနဲ့အရွယ်ခြင်းနဲ့ပြောပြပေးတာပါနော်ဒီနေ့တော့ဒီ um take and trip ပုံစံမျိုးမဟုတ်ပဲနဲ့အာဒီ podcast တစ်ခု podcast တစ်ခုလိုမျိုးပေါ့နော်ပုံလေးပါရောပါမမဟုတ်ဘူးအဲ podcast တစ်ခုလိုမျိုး ပဲအေးစေးစေးနားထောင်လို့ရအောင်လို့ပြောပြတော့မှာဖြစ်ပါတယ်။โอเคအဲ့တော့စလိုက်အောင်နော်။အဲကျွန်တော်ဒီ crypto ကိုစပြီးတော့တည်လာတော့ဒီ2018ဝင်ကျွန်တော်ဘောနော်အဲ့လောက်ကဆိုတော့ပထမဆုံးစောရလို့ပြောလို့ရပါတယ်။နော်အဲ့ဒီချိန်တုန်းကဒီ Bitcoin ဆိုပါလေနော်အဲ crypto ဆိုပါလေ blockchain technology ဆိုပါလေအဲ့ဒါရောဘာဖြစ် တည်သေးပါအောင်เนาะကျွန်တော်မျိုးမာလီအင်တာနက်ဆိုင်ဒီမှာအင်တာနက်ကိုတုံးလို့ရတဲ့အချိန်လေးတစ်ခုလောက်ရှိပါဘောเนาะအဲအဲ့လိုဖုန်းအင်တာနက်လေးပါမပေါ်သေးဘူးအိမ်ကအိမ်ကဘယ်နေပါလဲမပေါ်သေးဘူးเนาะအဲ့ဒီချိန်မှာကျွန်တော်အလုပ်လဲဝင်နေပြီလောက်အာကျွန်တော်ကွန်ပျူတာကိုမှဆေးစမန်းနေနဲ့ဝင်နေတဲ့အချိန်ပြပါအမကျွန်တော်တငယ်ချင်းတယောက်ကပါနော်အဲကျွန်တော်ပြောလိုက်ကအဲ online ကနေပေါ့ငွေရှာလို့ရတဲ့အလုပ်တွေရှိရယ်เนาะအဲ့တော့ဒီလို YouTube တို့ Facebook တို့ကနေပဲ monetization နဲ့ပတ်ဆိုင်ရတာဗျာအဲ့လိုမျိုးလဲအဲ့ဒီချိန်တော့အဲ့လိုဒီမခက်စားသေးเนาะအဲ့ကျွန်မပြောပြရအောင်ဟာငွေရှာလို့ရတဲ့အလုပ်တွေရှိရယ်ဟာအန်တုံးကလိုပဲဗောနော်အဲ့တော့အန်တုံးကလိုပဲလို့ခေါ်ရယ်အဲ့ဒါတော့တကယ်တော့ Ponzi scam ပေါ့ဗျာเนาะအဲ့တော့ provide help တို့ give help တို့ပြောပြီးတော့ပထမလူရဲ့ပတ်စံနဲ့နောက်လူကိုပြန်ပေးရဲ့စနစ်ပေါ့နော် အဲအဲ့တော့ Amazon Global ဆိုပြီးတော့ MLM တွေ multi level marketing တွေကအဲ့လောက်တိနာမည်ဆိုးရတယ်မရှိမရှိသေးဘူးဆိုတာဗျ plain ဟောမသိသေးဘူးတို့တွေကအဲ့လိုလိမ့်နေတယ်ဆိုတာကိုတည်တည်ဆဲဆဲမသိသေးတဲ့အချိန်ပေါ့ဟာဒီလိုလို့ရှိရဲဒါဆိုတရားရဲ့နိုင်ငံကြားနေလို့လိုရတာဆိုအမှဘောနောပေးရတဲ့ currency က bitcoin နဲ့ပေးရတာပါကျွန်တော် bitcoin ဘယ်လောက်ပေးလိုက်တယ်အဲပြီးရင်ကျွန်တော်တို့ bitcoin အချိန်တနက်တခုပြင်ရရင် ကျွန်တော်နောက်လူဖိတ်ခွန်နိုင်တပိကွန်ပြင်ပေးတဲ့စနစ်နဲ့အဲ့တော့လောက်တာပေါ့နော်ကြားတယ်ဘူးကြားဘူးကြားကြားဘူးလည်းလူလည်းရှိချလိမ့်မယ်ဟာရှိတယ်ဆိုတော့အာကျွန်တော်အာမဆိုးဘူးကောမဆိုးစားတုတ်ကိုကျွန်တော်လုံးမကြည့်သေးဘူးဟာဘာလို့သူစိတ်ဝင်စားလဲဆိုတော့အနေနဲ့ခါနဲ့ပတ်သက်ပြီးတော့ပတ်စံပြီးတော့တရားတော်ပေးချေလို့ရတယ်စနစ်တစ်ခုပါလားဆိုပြီးတော့တွေ့ပြီးရောမဆိုးဘူးကော Bitcoin ဆိုတော့အဲ့ဒီမှာမြန်မာလိုနည်းနည်းရှင်းပြတဲ့ဗီဒီယိုလေးနဲ့နည်းသေးတယ်။ဒါဆိုဒီ Bitcoin ကိုငါတို့မြန်မာတို့ဘယ်လိုမြန်မာငွေဘယ်လိုလဲမလဲဆိုဆိုပြီးတော့အဲ့ဒါဒီ2016လောက်ပေါ့နော်။မြန်မာငွေဘယ်လိုလဲမလဲဆိုကျွန်တော်လိုက်ချိလိုက်တဲ့အချိန်မှာတော့အဲ့ဒီညရလေးပြေးအချိန်ဆိုအဲ့ဒီအချိန်မှာတော့ဒီ Facebook Facebook လည်းနည်းနည်းစပြီးတော့ခေစားနေပြီပေါ့နော်။ Facebook group တွေ page တွေအနေပြီးတော့မြန်မာ Bitcoin တဒေါ်လာဘူးအဲမြန်မာငွေဘယ်လောက်ဆိုတာအဲ အဲ့ချိန်တော့စာပြီး level အဲ့ချိန်ညာရှိတယ်ပေါ့နော်အဲနည်းနည်းလေးကျွန်တော်စဉ်းစားတော့အဲတော့ပြီးလေ့လာကြည့်လိုက်တာပေါ့အဲလေ့လာကြည့်လိုက်တော့อืมအဲ့လိုလေလို့ရတယ်ပေါ့ဒီပါအဲ့ချိန်မှာကျွန်တော် wallet တွေသုံးရပြီအဲ့ချိန်တော့ကျွန်တော် international bank transfer မရှိတဲ့ခေတ်ကြတော့ဟိုရှိရရှိရပြန်ကျွန်တော်မြန်မာနေနဲ့သုံးဖို့အရန်ခက်ခဲတဲ့အချိန်ပေါ့နော် paper လို့ပါလို့ဆိုတာခက်ခဲတဲ့အချိန်ပြန်တော့ကျွန်တော်စိတ်ဝင်စားပါတော့နော်အဲ့တော့ coin pay wallet တွေရှိရ Coinbase Wallet တွေထဲကိုလွယ်ဘူးပဲတိုက်တဲ့ email ကိုပါရှိလို့ရှိရင် Coinbase လွယ်ဘူးဖုန်းလို့ရတယ်ကို Coinbase ထဲကို account တွေကိုလွယ်ဘူးလွယ်ဘယ်ကိုလဲလွယ်လွယ်လို့ရတယ်အဲ့တော့ face တွေပါလေအလုပ်တွေတော့မများသေးဘူးအာမများသေးဘူးနော်အဲ့ဒါဆိုကျွန်တော် DM တော့မဟုတ်ဘူးစိတ်ဝင်စားဟုတ်တယ်မဲ့ဒီဝင်လေဟိုစိတ်ဝင်စားရဆိုပြီးနေနဲ့အဲ့ဒီ time မှာတက်ပြီး share ကြည့်ရချိန်မှာပါရီကတွေ့ရဲဆိုတော့ကျွန်တော် free ရင်းအဲ Bitcoin free ရင်းတွေ့တယ် အဲ့ဒီအချိန်မှာလုကတစ်ဖက်တော့ရှိရရှိနေဒါပေမဲ့နည်းနည်းအားတဲ့အချိန်လေးမှာကျွန်တော်အလိုရှားနည်းနည်းလမ်းမောင်းနေဆက်စုရှားတော့ပေါ့ဗျာတကယ်ရင်ကြားရမှာတော့နော်အဲကုလားဆရာကြီးပေါ့အဲ့လိုလိုအနေကလီယာကွာတနာပါလို့ဆိုဟိုလိုဒီလိုနဲ့ကျွန်တော်ဘစ်ကွိုင်းဂိမ်းကြီးတွေစော်တော့ပေါ့ဆိုတော့အဲ့တော့တော်တော်ရရပဲအဲမမမရဆိုကွိုင်းတပါတော့ရတော့ဆိုလို့ရှိရင်အများကြီးပဲအကောင့်လေးပွားပြီးပဲလောက်တယ်ကျွန်တော်ဖေးရရဘူးလားဆိုလို့ရှိရင် အဲ Bitcoin 0.1လောက်နေနေရပြီ1လောက်နေနေထိရောက်ဘူးတယ်ဒါပေမဲ့အဲ့ချိန်မှာကျွန်တော်ရောင်းလိုက်တာ0.1ဒေါ်လာ600လောက်ဝင်ကြလောက်နေပဲရောင်းစားလိုက်တာကိုလေးပြန်စစ်စာကြည့်တော့နှမျိုးပေါ့ကောနော်အဲဒါတော့ကျွန်တော်ရဲ့ Bitcoin စပြီးတော့ရရှိတဲ့ခရီးအစပဲဖြစ်ပါတယ်ဟမ်အဲအလို့ကျွန်တော်တို့ Bitcoin နေ gain နေ ဘလူရှားနေရှားနေတယ်မနော်နောက်ပိုင်းကျတော့ကင်ရသိပ်ပေးနိုင်တော့အဲရှားလို့တကယ်လို့ပေါ့ကောင်းလို့ပဲနော်ကောင်းလို့တော့လည်းကင်လောက်ကလည်းရှိတဲ့ခါကျတော့အဲယနေ့အမဆက်ပြုတ်ပေါ့အဲ့ချိန်မှာဘာရင်းရကျွန်တော်ဒီဒီကြားရဲပါပေါ့နော်ဘာရင်းရခစ်စားလာလဲဆိုတော့อืมအဲ perfect money လို့ခေါ်ရတဲ့ online membership perfect money ပေါ့နော်အဲ့လိုခေါ်ရတဲ့ PayPal လိုမျိုးပေါ့ PayPal လိုမျိုးကိုလည်းသုံးလို့ရပါသေးတယ်ဒါပေမဲ့ဟိုးရပိုင်းကမှာ အပြင်မနေငုံပိုင်းလိုက်ဦးတယ်နဲမင်းအဲ့အဲ့လိုပဖမနီရှာတယ်ရှာပြီးပဖမနီလေးနဲ့ဒီ HYMP ပေါ့ educator လို့မြည်သေးလားမသိ hyper is အပါ income ပါဆိုလည်းမသိဘူးနည်းနည်းမေးပါအဲ့ HYMP site မတော်လိုက်တကဘာလဲဆိုတော့သူလည်းလိမ်နာပြီသူကအမဒေါ်လာ0ဒေါ်လာတက်ထားတယ်မတော်တပတ်အတွင်းတို30ရပိုင်းတော့ 40ဟိုင်းနော်အန်တောင်းမို့510အဲ့လိုပေးတဲ့ website တွေကိုအားလည်းမစိုးခေါ်တော့လုတ်ကြည့်တယ်နာအစားပိုင်းတော့ရရတယ်ဒါပေမဲ့ mobile အလိန်ခံများတယ် site ပြတ်သွားတယ်များတယ်အဲတော့မရရအောင်ဆိုကျွန်တော်ဘလောက်လောက်တော်လဲဆိုအဲ10ဒေါ်လာ15ဒေါ်လာဟုတ်တယ်အဲ့လိုရှုံးလိုက်ရှုံးလိုက်ရှုံးလိုက်နဲ့တော့ရှုံးတော့အဲ့လိုငလိအသိပြီလို့ပေါ့ အယုံကြည်သိမ်းမရှိတော့ဘူး။ဟောဆိုဒါတွေကလိမ့်နေဆိုတာဖြစ်ဖြစ်နေ။အဲလေးလိုင်းနဲ့တည်လာတာပေါ့နော်။အဲလေးလိုင်းနဲ့တည်လာတယ်။ဟိုအဲ့ချိန်မှာလည်းပစ်ကွန်တော့ကတော့လည်းဟိုအများကြီးရှာလို့မရတော့ဘူး။တဖြည်းဖြည်းနဲ့ဂိမ်းကြီးကမပေးတော့တာတွေရှိလာတဲ့ခါကျတော့ကျွန်တော်အပြန်လုပ်လဲရှိနေတဲ့ခါကျတော့ဒီအခုတော့ရှာရဲ့ပေါ့တိတ်ပြီးတော့တိတ်မလဲပြတော့ဘောနော် အလိုပြတော့ဖြစ်သွားပါတယ်အဲပြီးတော့ပင်မအဲ့ချိန်တော့ကျွန်တော်တို့ trading တွေအရင်ခင်မစားသေးခင်မစားသေးဆိုတဲ့ trading ဘယ်လိုလုပ်ရမလဲမသိရနော်အဲဘယ်နေရာမှာလေးလာမယ်ဒီ candlestick တို့ကြည့်ပြီးတော့ trade လို့ရသလားမရဘူးလားတိုင်လေဘာမှမသိဘူးမသိတဲ့ခါကျတော့ဩဒီလိုလိုရှာကြည့်ရဲ့အဆင်မပြေတော့မရှာဖြစ်တော့အဲမရှာဖြစ်တော့ဘူးဆိုကြတဲ့အချိန်မှာဒီလိုပဲတော်နေတော်နေနေအော် အမ်နဲ့အဲ sorry တကူမိကလေးအချိန်မှာကျွန်တော် site မှာ dot tree ရပြမပမာလဲဆိုဒီတော့ exmo exmo trading crew တွေပါလေးလုပ်ပြီးတော့မှကျွန်တော်တို့အပွဲတဲ့အပွဲလိုက်အဲ trick ကြသည်အဲအဲကျွန်တော် binance လေးပေါ်ပေါ်ပေါ်ပြီးတနေ binance တော့ပေါ်ပြီးတနေကျွန်တော် binance တော့ကောင်းအစိုးရရှိရအောင်လောက်တော့လောက်ပြင်မယ်ဘိုင်းနက်စ်ကတည်းက fee တွေပါနေမရလို့အလုပ်ဖြစ်ဘူး ဲ့အချိန်မှာကျွန်တော် crypto သိပြီးတော့မလေးလာပြီဖြစ်နေဘယ်လိုရောက်သွားလဲဆိုတော့ကျွန်တော်ဒုတိယ second phase ဖြစ်တဲ့ကျွန်တော် forest book ကိုရောက်သွားတယ်နော် forest book ကိုရောက်သွားတယ်ဆိုတော့ forest မှာလည်းဒီအတိုင်းပဲကိုကအစားတွေကဘယ်ကနေစပြီးတော့ဘယ်လိုလေ့လာမှန်းဒါကြည့်အလိုမဟုတ်တဲ့ခါကျတော့ okay သူတို့ post တင်တာတွေ့ရဟော signal post ပေးတဲ့ ်ထော်ရှိလေးတွေ့ရ Google ကလည်းဒီဟောက်ကျွန်တော်စာအုပ်စာအုပ်တော့မဟုတ်ဘူးအဲ့လို PDF ဖိုင်လေးတွေဖတ်တယ် YouTube တွေကြည့်ရဒါပေမဲ့ကိုယ်ကဦးနောက်တိတ်မကောင်းလို့မသိပါဘူးနားမလဲနားမလဲတော့တော့တွေ့ရစတော့ဘာတော့တွေ့လဲဆိုတော့ကျွန်တော်ဟာဟောဘောอีเอบอเนาะอีเอဆိုရယ်ဘောနဲ့ trade တယ်ဟာတန်တွေ့ရဟာဟုတ်တယ်အဲ့ချိန်မှာခစားတာကကျွန်တော်တို့ FPS ပေါ့နော် FPS ဆိုတာအဲ့တော့မြန်မာနိုင်ငံမှာဟိုလူသုံးတော်တော်များတယ်ပေါ့နော်။ညာလဲဆိုတော့အမှအကောင့်လေးဖွင့်လိုက်တဲ့ send account ဖွင့်နေနော်။အဲ standard account ဖွင့်နေဖွင့်ပြီးတော့အော်မညွေစမ်းကြည့်ရယ်။မညွေစမ်းကြည့်ရယ် EU USD တို့ဘာလို့စမ်းကြည့်ရတော့ Singapore Symbios at Divorce ကမကောင်းဘူး။အဲ forest အပစရှာလို့ရအောင်အဲ့လိုဆိုလို့တော့မဟုတ်နော်။ဟိုကျွန်မလည်းတိတ်မခိုက်ဘူးလို့ပြောတာ။မခိုက်ဘူးဆိုကိုယ်ကဘာမှမလေးစားတာလို့ဆိုတော့ မသိမရဘူးအစားပိုင်းနေနေပါမြတ်တယ်ဒါပေမဲ့ဒါနေပြီးတော့ကျွန်တော်မွေးရှာလို့ beginner luck နဲ့နေနေမြတ်တယ်အောင်ရှုံးတာပဲဆိုတော့အဲ CPU ဆိုကျွန်တော်အရင် EA trade EA board နဲ့ trade board ကိုကျွန်တော်တို့ဘောတုံးယူကားတွေဝယ်တယ်ဝယ်ပြီးတော့ဩအကောင့်လေးမှာထည့်ပြီး trade အစားပိုင်းတော့ဟုတ်တော့လဲနောက်ပိုင်းကျတော့ဒီဘယ်လိုပြောအောင်များကုန်တာပဲ ကိုမမတည်ရဲ့ကိစ္စဆိုကုန်တာပဲအဲ့တော့ဒီမှာတစ်ဖက်ကလေးအချံပြင်လာတော့ဘာပဲလုပ်လို့လုပ်မယ်ဆိုလို့ရှိရင်တော့စေစရာလေးလာပြီးမှတော့ခွေစစ်ထဲပြီးတော့လုပ်ပါအဲ့လိုအချံပြင်ပါလေကျွန်တော်တော့အဲ့လိုအလေးရပဲလို့တော့ကုန်ပါလေတရားအကောင်လေးကိုအဲတထောင်အကောင်လေးကုန်လဲစနေဟမ်ဟုတ်တယ်ကုန်တော့လေပြန်ကြည့်လိုက်တော့ဒီတဲ့နေကိုမလေးလာမိတာတော့ အမြဲပေါ်ယူကျွန်တော် VPS နဲ့တော့ခံပြီးတော့ဖွင့်ပြီးတော့တော့ရှော့ဖွင့်ထားတယ်။အရင်ကိုလိုက်လိုက်လိုက်တဲလိုက်တဲလိုက်တဲကြတော့อืมအစမပြေတော့မပြေတော့ဒီ forest ကိုကျွန်တော်ဟောလာပြောမယ်။နားလိုက်ပါနားလိုက်တဲ့ဆို forest ကိုလုံးဝစေကုန်တော့မဟုတ်အဲ net တေးထားတယ်ကိုတေးသေးချင်လေးလာပြီးပြန်လုံးမယ်ဆိုပြီးတော့တေးထားရင်လည်းအဲကျွန်တော်ဒုတိယ face ဖြစ်တဲ့ second milestone ကတော့မော်ပြီးသွားရောအဲ့ချိန်မှာကျွန်တော်ကဟိုနိုင်ငံညာလေအဲ platform ရမှာနော်နိုင်ငံညာထပ်တယ်ဟိုတော့လုံလဲလုံနေပြီဆိုတော့ဒီဘက် online ကိစ္စတွေကိုအရင်ကြီး focus မလိုက်နိုင်ဘယ်နဲ့အာဟိုပစ်ထားလိုက်တာပေါ့အလုပ်ဖြစ်တော့အလုပ်ဖြစ်တော့ online ဘာမှမလုပ်ဖြစ်တော့ဘယ်နဲ့ပစ်ထားခဲ့တာပေါ့ အလိုနဲ့ပဲချင်းမှာကျွန်တော်တွားပြီးတော့စေဝင်စားသွားနေဆိုတတိယနေ့ YouTube တက်လာတဲ့ Bitcoin ကအဲဒေါ်လာအားလုံး6ဒေါ်လာကိုရောက်တဲ့ချိန်မှာဘူရန်ဆိုင်ပေါ့ Bitcoin ဘူရန်ကြီးမဖြစ်နိုင်တဲ့ဘူရန်ဆာလာပြီဆိုတဲ့ချိန်မှာအာကျွန်တော်ကတွားပြီးတော့အမှတတိယနေ့ကတက်လာတဲ့အဲ့ချိန်မှာ YouTube ပါရ YouTube Bitcoin ကြောင့်ပျော်လာတဲ့ YouTube သမားကြီးလည်းအများကြီးရှိလာချိန်မှာတွားပြီးတော့ကျွန်တော်စာပြေးစေဝင်လာရာ တတိယကြိမ်ပေါ့ဒီတစ်ခါတော့အသေးစားလုပ်မယ်ဘာသာကိုကနိုင်ငံညမှာအလုပ်လုပ်ခဲ့ရခါကျတော့မလုပ်လို့နေပြီးဆိုတော့အရင်နေလေးရှိရဲ့ဆိုအရင်တော့လည်းလေးလာဖို့တာလေးရှိရဲ့ဆိုဒီတစ်ခါတော့တတိချာချာစမယ်ဆိုပြီးတော့ကျွန်တော်ရဲ့ဒီတတိယမြောက် milestone ဖြစ်တဲ့ investment ကိုပေးစားလေးလာမယ် investment လုပ်မယ်တော့တကယ် mainstream business ကိုဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ဒီရဲ့ချက်တခုလည်းကျွန်တော်စပြီးတော့ လုပ်တဲ့ချိန်ရောက်လာပါပြီအဲ့ဒီချိန်ကကျွန်တော်တို့အဲနတော်အနိုဝင်ဘာလောက်နိုဝင်ဘာလောက်ဖြစ်လာနိုဝင်ဘာမဟုတ်ဇူလိုင်လောက်ဖြစ်မယ်21 2021ဇူလိုင်လောက်မှာကျွန်တော်တတိယသိစကြစပြီးတော့ဒီအာ cryptocurrency စပြီးတော့လုပ်ပါပြီလုပ်ခဲ့အချိန်ရောက်ပါပြီโอเค